Hello အားလုံးမင်္ဂလာပါဒီနေ့တော့ထမင်းနဲ့ပဲဆက်စားဒီတိုင်းအစာပြေပဲတုတ်စားစားအရင်ဆောက်လို့ကောင်းတဲ့ချင်းချင်းဆက်ဆက်လေးနဲ့ကစွန်းရဲချင်ကန်ဆက်တုံနည်းလေးကိုလမ်းမြောက်ပေးတာပါအသားငါးတွေစားရတာယူလာပြီဆိုရင်တော့အခုလိုမျိုးအသီးရတစ်မျိုးမျိုးကိုချင်းချင်းဆက်ဆက်လေးတုတ်စားတာကလည်းထမင်းရမ်းမိန်ပါတယ်ကဲတုံနည်းလေးသိချင်ရင်တော့ဇူနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်ရှင် ကစွန်ရပြုတ်ဖို့အတွက်အရင်ဆုံးရင်ွေးဦးတည်ပါမယ်။ရင်ွေးတဲ့ကိုစားနဲ့စီလေးနဲ့ငင်ထည့်ပြီးတော့ပွက်လာတဲ့အထိတည်ထားပြလိုက်ပါမယ်။ပြီးရင်တော့သူကကစွန်ရကိုနှစ်စီးသုံးထားပါရဲ့။ကစွန်ရလေးတွေကိုအနီတော်ရေလေးတွေပဲစီလိုပိုင်းပြတ်ထားလိုက်ပါမယ်။အရှိကြီးကြတော့လည်းတောက်စားတဲ့အခါကျတော့မကောင်းပါဘူး။သူကတော့လက်တစ်စီကြော်ကြော်လေးတွေပိုင်းပြတ်ထားလိုက်ပါရဲ့။ကဲပြီးရင်တော့စီလိုဖယ်ထားလိုက်ပါမယ်။ ကျွတ်တွင်စီကြဲချက်ဖို့အတွက်ကျွတ်တွင်အလုံးကြီးတစ်လုံးကိုလည်းခပ်ပပလေးလိထားလိုက်ပါရယ်ကျွတ်တွင်ဖြူနှစ်မွာကိုပါခပ်ပပလေးလိထားပေးလိုက်ပါရယ်အခုလိုမျိုးကျွတ်တွင်နေနဲ့ကျွတ်တွင်ဖြူကိုနှစ်မျိုးရောပြီးတော့စီကြဲချက်မယ်ဆိုရင်စီကြဲကပို့ပြီးတော့မွေပါရယ်ပြီးရင်တော့အတုတ်ထဲထဲဖို့ရအတွက်ကျွတ်တွင်ဒီတစ်လုံးကိုပါခပ်ပပလေးလိထားလိုက်ပါမယ်ကဲပြီးပြီဆိုရင်တော့ဆူတို့တည်ထားတဲ့ရင်ွေးအိုးလေးလည်းပွက်လာပြီဆိုတော့လှီးရတဲ့ကစွန်းရက်လေးထည့်ပြီးတော့ပြုတ်ပေးပါမယ်ကစွန်းရက်ကနူးလွေတာဖြစ်တဲ့အတွက်အရန်ကြာကြီးပြုတ်စရာမလိုပါဘူးဆိုတော့3မိနစ်လောက်ပဲရင်နွေးလေးဖြောပြင်ရပါပြီ ရုပ်ထားတဲ့ကစွန်းရက်တွေကိုဆက်ထုတ်ပြီးတော့ရေအေးလေးနဲ့စီပေးပါမယ်။ကစွန်းရက်ထဲကိုစီလေးထည့်ပြီးတော့ပြုတ်တဲ့အခါကျတော့ကစွန်းရက်တွေကပြုတ်ပြီးသွားတာမှမမဲသွားဘဲနဲ့အခုလိုမျိုးစိမ့်စိမ့်လေးပဲရှိနေပါတယ်။ကစွန်းရက်တွေကိုရေအေးလေးနဲ့စီပြီးသွားရင်တော့ရေကိုလုံးဝပြောင်းဆင်သွားတဲ့အထိကိုညှစ်ထားပေးရပါမယ်။ပြီးရင်တော့ကျွတ်တနေကျွတ်တဖြူစီချက်လေးစပြီးတော့ချက်ပါမယ်။စီပူလာပြီဆိုရင်တော့လီရရဲ့ကျွတ်တော်နေကျွတ်တော်ဖြူထည့်ပြီးတော့မှအယောင်လေးလောက်အောင်ဆနေမောင်းလေးနဲ့ငယ်ထည့်ပါမယ်။ကျွတ်တော်နေကျွတ်တော်ဖြူလေးတွေကိုရှူအောင်လေးတန်းလိုက်အထိကိုစူးစီတက်ပေးပါမယ်။ ကဲဒီလိုမျိုးရွှေအောင်လေးတက်လာပြီဆိုလို့ရှိရင်တော့ကျစ်တော်နေစီချက်လေးရရသွားပါပြီ။စူရစပြီးတော့တုတ်ပါတော့မယ်။ရေပြောင်စင်အောင်ညှစ်ထားတဲ့ကစွန်းရက်လေးထည့်ပါရစေ။မြေပဲဆန်ထောင်းနာလေးကိုလည်းထည့်လိုက်ပါရစေ။ပစွန်ချောင်းမုံကိုလည်းထမင်းစားစုံနဲ့တစွန်းစာထည့်ပါရစေ။ကျစ်တော်နေလီတာလေးလည်းထည့်လိုက်ပါရစေ။ပြီးရင်တော့စီစီလေးဖြစ်နေအောင်ပဲမုံလေးကိုပါထည့်ပါရစေ။အကြက်မုံပါနော်။ ပြီးရင်တော့သူတို့အရသာမုံထဲပါမယ်စက်သားမုံတို့အချိုမုံတို့ထည့်ခြင်းလဲရတယ်။ငံပြားကြီးလေးနဲ့ငယ်ထည့်ပါမယ်။ပစွန်ချောင်းမုံပါတာကြောင့်အငံကိုတော့တိတ်မထည့်တော့ဘူးပေါ့နော်။ပြီးပြီဆိုရင်တော့အဆက်ကိုကြိုက်တဲ့လောက်ထည့်ပါမယ်။နောက်ဆုံးမှတော့သူတို့ချက်ထားတဲ့စက်သွန်နေစီချက်လေးကိုစက်သွန်ဖက်မြများလေးနဲ့ထည့်လိုက်ပါရစေ။တံမြာသီးလေးနဲ့ငယ်ညှစ်လိုက်ပါမယ်။အနံ့လေးလဲမှုပြီးတော့မအီအောင်လို့ပါ။ကဲပြီးပြီဆိုရင်တော့အားလုံးနှံ့သွားအောင်နေထားပြီးလိုက်ပါရမယ်။ရတာပေါ့ငိုင်းကြီးပြီးတော့လို့လို့ရှိရင်ထထည့်လို့ရပါတယ်။ ကဲဒါဆိုလို့ရှိရင်တော့အရင်စလို့ကောင်းတဲ့ကစွန်ရဲ့ချင်းခံဆက်တုပ်လေးကတော့ပြီးတော့ပါပြီ။ကစွန်ရဲ့လေးကကျွတ်ကျွတ်လေးကိုမှချင်းချင်းခံခံဆက်ဆက်လေးဆိုတော့တော်တော်လေးစလို့ကောင်းပါရဲ့။သမင်းနဲ့ပဲဆက်စားဒီတိုင်းပဲဆက်စားအရင်စလို့ကောင်းတာမလို့လိုက်ပြီးတော့တုတ်စားကြည့်ပါနော်။ကဲဒါဆိုလို့ရှိရင်တော့ဆွေရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတယ်။တဦးတယောက်ရှင်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ဆွေရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင့်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးနေကြပါမယ်။ကျေးဇူးပါ။